အလုံးမင်းမင်္ဂလာများကောင်းဆက်တင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းတွေကတော့ကိုရှယ်လေးကဆရာကြီးယူယူနေတဲ့အကြောင်းကိုပြောလာတဲ့ကိုကိုလေးရုပ်သံဗီဒီယိုပိုင်းကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒီမှာကိုလင်ကကိုရှယ်လေးနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအလုံးကိုလည်းကောင်းဆက်တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ီနေ့ကိုရှယ်လေးကကျွန်တော်စာလာရေးတယ်အောင်နိုင်ထွေးတယ်သူ့ရဲ့နာမည်နဲ့เนาะကျွန်တော်စာလာရေးတယ်မင်းအားတဲ့ပန်းဆိုဒန်နဲ့စာပေလောကတော့မသိတဲ့နိုင်ငံရေးသမားပါကွာတဲ့မင်းကဘာမှမသိတဲ့နိုင်ငံရေးသမားတဲ့ဆိုပြီးတော့ဘလိုင်းကျွန်တော်စာလာရေးတယ်ပေါ့เนาะသူ့ကိုလည်းကျွန်တော်ဟိုပါပေါ့เนาะ မဟိုတိုက်ခိုက်စော်ကားထားခြင်းလည်းမရှိပါဘူးเนาะဘာသဘောနဲ့လာရေးလဲတော့မသိဘူးမင်းရဲ့ပြောတဲ့ဟာတွေဟိုတဲ့နားထောင်တာတဲ့မင်းမာတဲ့နိုင်ငံရေးဟိုဟာပေါ့ဟို level ပေါ့เนาะမရှိဘူးပေါ့ဆိုတဲ့အခါကျတော့အဲ့ဒါကျွန်တော်ကပြန်ရေးလိုက်တယ်ဘာသဘောနဲ့ရေးတာလဲလို့ရေးတဲ့အခါကျတော့သူကပါပြောတာဒါမျိုးတဲ့ဒီတစ်ခါနောက်ဆုံးပတ်သက်ခြင်းပဲတဲ့မင်းငါတွေကထုတ်လိုက်ပြီတဲ့ ဩဒုက္ခပဲသူ့တည်းလဲကျွန်တော်ကဝင်နေတာကြာနေတာပဲတချို့လူတွေကတော်တော်လေးကိုနော်ကိုကိုရဲ့ဟိုဘယ်လိုပြောရမလဲဆရာကြီးယူယူနေတဲ့ဟာတွေကတော်တော်ခက်တယ်ဗျဟဲ့လားနော်ဆရာကြီးယူယူနေတဲ့သူတွေပေါ့နော်တော်တော်လေးကိုခက်တယ်တဲ့ဆရာကြီးယူမယူနဲ့ကိုရှယ်လေးတဲ့လားနော်ခမရောက်လဲတုတ်ဘာမှ တို့ခမောက်အထင်ကြီးခဲ့တယ်ဒီလားဘာဖြစ်လို့ထင်ကြီးခဲ့လဲဆိုတော့တို့တို့ငငယ်လေးတွေကနားထောင်ခဲ့ရတယ်ခမောက်အဘော်အရင်တန်တန်နဲ့ပြောတယ်ပေါ့နော်အဲ့မဲ့ခမောက်အမေရိကန်နိုင်ငံမှာအခြေချပြီးတော့မှဟာလာမြန်မာနိုင်ငံသားတွေအတွက်အစိတ်တွေခတ်နေတဲ့ခမောက်ရဲ့စကားတွေကိုလည်းကြုတ်ကြားခဲ့ရတယ်ခမောက်စစ်တပ်ကိုလော်ဘီလုပ်တာတမျိုးနော်ဒီဒီဟိုအောင် NDO ဖောင်းထုတ်တာတမျိုးနော် ဒါမျိုးတွေ lobby လုပ်ပြီးတော့အခု NUG က NLD ကနေထွက်လာတဲ့သူတွေမှန်သမျှ NUG ထဲမှာပါနေတာကိုလည်းခင်ဗျားမကျင်တတ်ဘူးเนาะအဲ့ဒါတွေကိုလည်းခင်ဗျားဖောင်းထုတ်တယ်ဆိုတဲ့ခါကျတော့ဆရာကိုရှယ်လေးကျွန်တော်ပြောလိုက်မယ်เนาะကျွန်တော်ခင်ဗျားတော့အင်္ဂလိပ်စာမတတ်ပါဘူးเนาะခင်ဗျားတော့ပညာရေးချင်းမရှိပါဘူးခင်ဗျားတော့နိုင်ငံရေး level မရှိပါဘူးကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့အသိဉာဏ်လေခင်ဗျားကျွန်တော်တော့အသိဉာဏ်မရှိဘူး ဟုတ်လားခမားပြောတဲ့စကားတွေဟာဒုံထိုးအိုးပေါက်တွေနဲ့တကယ်ကိုရိုက်ပေါက်စကားတွေပြောတာဖြစ်တဲ့အတွက်ကြောင့်ကိုရှယ်လေးခမားလုံးဝခမားမှာနော်တိတ်ခါမရှိဘူးဟုတ်လားကျုပ်ရဲ့ချက်ပေါက်ထဲမှာလာပြီးတော့မှခမားကမယုံရင်ကျုပ်နော်ဒီအလူတွေကျွန်တော်ပြောတာမယုံလို့ရှိရင်နော်ပို့စတောင်တင်ပေးလို့ရသေးတယ်နော်သူချက်ပေါက်ကနေလာရေးသွားတာနော်အဲ့တော့ကိုရှယ်လေး ခမားတိထားဖို့อ่ะเนาะပန်းဆိုဗါလဲပန်းဆိုတဲ့ဂုံးကြော်တရားနဲ့စာပေလောကဆိုတာမသိဘူးမလုံးနဲ့စာပေလောကဆိုတာကျုပ်အချိန်ချင်းရောက်ခဲ့ဘူးရဲ့အဲ့မှာတော့မှကျုပ်ရဲ့အဖေရဲ့เนาะဆရာတွေတပည့်တွေအဲ့မှာအကုန်ရှိတယ်စာပေလောကဆိုတာသိလားဟမ်စောင်းတော့မလုံးနဲ့เนาะကျုပ်အချိန်မောင်းများစွာရောက်ခဲ့ဘူးတဲ့နေရာသိလားအဲ့နေရာเนาะကျုပ်တော်ဟိုဟာမြင့်ဟို ဟိုဘဘဦးချစ်ဆောင်ဝင်စာစာရေးပညာသင်ပေးတော့ဟာနော်အဲ့ဒီတော့ဒါဆက်လုပ်လိုက်လို့ရှိရင်အဲ့ဒီချိန်ကဟိုစာရေးဆရာတော်ဖြစ်သွားနိုင်တယ်နော်တော့အဲ့ဒီတော့ဆယ်တန်းဆောင်ပွဲကြာသွားလို့ဆက်ပြီးတော့အန်ဒီရှိမှစကက်ပြန်အန်ဒီကစကက်ပြန်ပေးတယ်သူကစာရေးတယ်နော်အဲ့လိုလုပ်ခဲ့တာနော်အန်ဒီမော်ခဏတိတာဦးချစ်ဆောင်ဝင်ရဲ့မိမအန်ဒီမော်နော်အင်္ဂလိပ်စာဒါကကျွမ်းတယ်နော် အတားအလောဆိုသဘောပေါက်စာပေလောကမသိဘူးလားမလုံးနဲ့နော်ကျောက်ကရန်ကုန်သားနားလေလားကျောင်းတော်တော်လားမလုံးနဲ့ကို level နဲ့ကိုနေနော်ကိုအစင်းနဲ့ကိုနေခမားတို့ဒီလိုနိုင်ငံရေးသမားတွေကနိုင်ငံရေးသမားမဟုတ်ပါဘူးခမားတို့ခုလို lobby ရေကနော်ကိုတိတဲ့ဟာတွေကိုဆွဲခေါ်ရမယ်သိပေးရမယ်ခမားတို့နော်လူတယောက်ကိုခမားတို့စင်ပေါ်တင်ပေးရမယ်ဖိုးမချနဲ့ခမားတို့သိလား အဲ့ဒါအောက်တန်းစားလုပ်တဲ့လုပ်တွေလို့ခေါ်တယ်နော်မလုပ်နဲ့အောက်တန်းကြားတဲ့လုပ်တွေမလုပ်နဲ့နော်လူတရားကိုကျုပ်ဒီမဆိတ်ကနေပြီးသွားဆဲခဲ့တာလေစော်ကားမှရိုင်းတာလေကျုပ်မလုပ်တတ်ဘူးသဘောပေါက်လားခဏလေးကျုပ်လာပြီးတော့မဆိတ်ကနေလာမရေးနဲ့ကိုရှယ်လေးခင်ဗျားအဆင့်ကနှိပ်သွားပြီကျုပ်တဲ့အဆင့်နှိပ်သွားပြီခင်ဗျားကျုပ်ရှီကိုစာလာရေးရတဲ့ဘဝကရောက်သွားပြီကျုပ်လိုက်ကလေးတစ်ခါပဲနှွင့်လိုက်တာနော်ကိုရှယ်လေးခင်ဗျား เนาะအောက်ရောက်သွားပြီတိလားเนาะခင်ဗျာမောင်မောင်တို့ ਨੇ လောက်တော့ရတယ်အာမောင်မောင်တို့က level မရှိပါဘူးဟိုကမရှိပါဘူး ਨੇ เนาะသူတို့သူတို့ ਨੇ တွဲပြီးတော့လွှင့်ပေးပါဆိုလို့တောင်းဆိုလို့ကျွန်တော်ကလွှင့်ပေးခဲ့တာပါလို့เนาะခင်ဗျာအထက်စီးရည်ပြီးပြောလိုက်လို့ရှင်เนาะမင်္ဂလာပါကိုထက်ပြန်ရင်เนาะအဲ့တော့ကျွန်တော်ပြောချင်တာရှင်းရှင်းလေးเนาะကျွန်တော်တို့မြန်မာတွေ ਆ လေလူတယောက်ကိုအထင်သေးဖို့အတွက် အမြဲတမ်းလှုပ်တယ်เนาะအဲ့တော့ဘူကြောင်ဆန်းဟင်္ဒရာကိုသွားတဲ့အချိန်တော့เนาะအဲ့မှာခမင်း၃ရက်ငတ်ခဲ့တယ်ငတ်ခဲ့တဲ့အခါမှာเนาะအဲ့ဒီလူရှိရနေပြီးတော့ဟောကနားနေအဲ့လူဟောကိုငွေရကိုငွေရရှိရနေပြီးတော့ခမင်းတောင်းစားတဲ့အခါမှာကိုငွေရကဗာပြောလဲဆိုတော့ဒါဖုန်ကြီးဖုန်ကြီးဆွန်းကပ်ဖို့လောက်ထားတာတဲ့เนาะဆိုပြီးတော့ ထမင်းတကယ်ငှက်နေတဲ့သုံးရက်ငှက်နေတဲ့သူ့ကိုစကားဟိုထမင်းမကြွေဘူးအဲမကြွေတော့ကျွန်တော်တကယ်ထမင်းမစားရသေးလို့ဆိုတဲ့အခါကျတော့ तू तू တို့ तू စားမဲ့ထမင်းကြံခဲတွေနဲ့ငကြင်းစီပြငကြင်းအရေအနှစ်တွေနဲ့ပေါ့နော်သွားစားဆိုပြီးတော့ကြွေးလိုက်တယ်ကြွေးလိုက်ပြီးတော့အပြင်မှာတကယ်ချင်းတယောက်လာတဲ့အချိန်မှာအဲ့တကယ်ချင်းကိုပြောတယ်ဘယ်ကတထောင်စားရည်လည်းမသိပါဘူးကွာတဲ့ဆိုတော့ဗမာလေးရဲ့စောက်စီကမ်းမရှိတဲ့ပါဇက်เนาะဗမာလေးရဲ့စောက်စီကမ်းမရှိတဲ့ပါဇက် เนาะไอ้ปะสัดမျိုးကိုပြုတ်ပြုတ်ပြင်มาเนาะဗမာမမဟုတ်ဘူးเนาะကျောက်တို့နိုင်ငံမှာရှိတဲ့သူတွေဟာအင်ကြီးအဝတ်စားနဲ့လူတယောက်ကိုစင်းရဲတဲ့ဆိုပြီးတော့မတွေးချင်ဘူးမပေးချင်ဘူးเนาะစောက်ရောမဝင်ချင်ဘူးမလူချင်ဘူးမတန်းချင်ဘူးမကူညီချင်ဘူးအဲ့လားကြီးဟာခမားတို့ပြင်ရမယ့်ကိစ္စတွေဖြစ်တယ်เนาะတကယ်လို့ကျောက်ကဒီနိုင်ငံကိုလွတ်လပ်ရအောင်လှုပ်ပေးနေတဲ့ ိုလ်ချုပ်ပါလို့ပြောလိုက်လို့ရှင်ဟမ်ကုန်ပြီးတော့ပြေးပြီးတော့ဟိုမဆုတ်ဆုတ်မတက်ခင်ဗျားတို့ဖားမှာသဘောပေါက်လားဒါပေမဲ့ဘိုလ်ချုပ်ကလက်ကိုကင်ပြီးတော့မပြောဖို့အတွက်ဘေးမှာပါတဲ့နော်ကိုထွန်းလာလားမသိဘူးနော် sorry ကျွန်တော်နာမည်မှားရင်ခွင့်လို့ပေးအဲ့မှာသူတို့တငယ်ချင်းခင်ယောက်နော်ဘိုလ်ချုပ်နဲ့တငယ်ချင်းခင်ယောက်လက်ကိုကင်ပြီးတော့မပြောနဲ့လို့ပြောလိုက်တဲ့အချိန်မှာခမင်းကျွေးတဲ့အချိန်မှာရှေ့မှာအတင်းတုပ်နော် သမင်းကျွေးပြီးတော့အော်မုတ်ကွာမှခီးသွားတွေပါကွာအော်မသမင်းဗိုက်စာလာလို့သမင်းတောင်းစားလို့ငါသမင်းကျွေးနေတာပြောရင်တော်ပြီလေဘာဖြစ်လို့တောင်းစားတွေလို့ပြောရတာဒါပေမဲ့ကျေးဇူးတရားကိုသိတတ်တဲ့ဘိုးချုပ်ဘိုးချုပ်အောင်ဆန်းဟာနော်ကျုပ်ဟင်္ဒရာကိုတွားခဲ့စဉ်တော့သမင်းသုံးရက်ငတ်ခတ်ဘူးလေအဲ့ဒီမှာကိုငွေရဆိုတဲ့လူကကျုပ်ကိုသမင်းကျွေးခဲ့တဲ့အတွက်အဲ့ဒီကျုပ်ရဲ့နော်အသက်ကိုဆက်ရှင်ပြီးတော့ကျုပ်ခီးကိုဆက်နိုင်ခဲ့တဲ့ ဆိုတော့ဂျေစုစကားကိုစို့တယ်ဗျနော်စားပြီးနားမလဲမလုပ်ဘူးဘုချုပ်ကအဲ့လာကိုလည်းကြည့်ချင်းအဖြစ်ဒီနေ့တော်လန်ရေးသမားတွေနော်ပြီးသူကျွေးတဲ့ပတ်စံနဲ့ပြီးသူပေးတဲ့ဟာနဲ့စားနေတဲ့တော်လန်ရေးသမားတွေနော် PDF တွေမြေမြမရှိနေတဲ့နော်ကျွန်တော်တို့စီရင်သားတွေပြီးသူတွေဝိုင်းလူနေတဲ့နော်ပရိဒါတွေလောက်ပြီးတော့ပင်မခံပြီးဝိုင်းလူနေတဲ့သူတွေအဲ့လိုလူတွေပေါ်မှာဂျေစုတရားကိုသာပြောပါနော် အာ तू ကဟိုဘက तू ကနည်းနည်း तू ကစားတာများများဆိုတာမျိုးကိုစားကိုရှိရောက်လာတာကိုကျေးဇူးမတင်မဲနဲ့ तू များပြောတဲ့စကားတွေနဲ့လမ်းမဆုံးပါနဲ့လက်ရှိကိုငတ်နေတဲ့အချိန်မှာလာကျွေးတဲ့ तू ဟာကိုရဲ့သမင်းရှင်ပါပဲကိုရဲ့အသက်တရရှေဖို့အတွက်ဆက်ပေးလိုက်တဲ့သမင်းရှင်လို့ခေါ်တယ်နော်ဒါမျိုးတွေကိုကျေးဇူးကိုရှာကြံပြီးဆက်ကြတယ်ဘိုးကျောင်းအောင်ဆန်းကသူ့ကိုတရောင်းသားလို့ပြောတဲ့အချိန်မှာခမားတို့စဉ်းစားကြည့်တိုင်းပြည်အတွက်လုံမြောက်အောင်လုပ်ပေးနေတဲ့ဘိုးကျောင်းအောင်ဆန်းဟာ သူ့ကိုတရောင်းစားလို့ပြောတဲ့ခါမှာနော်ခမက်ဘာစကားပြောတာလဲဟမ်ခမက်သမီးတက်လို့လေကျွေးဖို့ရေကိုကျုပ်ကိုဘာလို့တရောင်းစားလို့ပြောရလဲဆိုပြီးတော့သူ့မှာပါလာတဲ့နော်တန်းတန်းနဲ့ပြစ်လို့လည်းရတယ်နော်ဒါမှမဟုတ်ငါဗိုလ်ချုပ်ပဲဆိုပြီးတော့ကြွားကြွားဝါဝါနဲ့ပြောလို့လည်းရတယ်ဒါပေမဲ့မပြောရှာဘူးဗိုလ်ချုပ်ကဒီစကားကိုမှတ်ထားတယ်နော်ဘာဖြစ်လို့လဲဒီလိုပြောခြင်းဟာဖြင့်ဒီလိုကျေးဇူးတရားကိုဖော်ထုတ်အားခြင်းအားဖြင့်နောက်နောက်စောက်စည်းကမရှိတဲ့ပါဇက်တွေကို ပိတ်ခြင်းတဲ့အတွက်ကြောင့်ဒီလိုပြောခြင်းဖြစ်တယ်เนาะအဲအဲကြောင့်ဒီကနေ့ကနေစပြီးတော့လူတွေလူတွေအဆက်ကိုစီကန်းရှိပါเนาะကိုပြောတဲ့စကားကိုကိုတာဝန်ယူပါကိုလုပ်တဲ့အလုပ်ကိုကိုတာဝန်ယူပါเนาะငါစကားနွားရလုပ်ပြီးတော့မှလူတစ်ဖက်သားကိုနှိမ့်နှိမ့်ချိုးချိုးပြောပြီးတော့မှပန်းနုသွေးမလုပ်ကြနဲ့เนาะမင်းတို့လှည့်ကြရင်မင်းတို့ခံရမယ်မင်းတို့ပြောထားတဲ့စကားတွေကိုမင်းတို့ဖန်မင်းတို့ပြန်တောင်းပန်ရမယ် ဘယ်ကိစ္စမဆိုပြောတာနော်ဒါပဲပြောခြင်းတယ်ကျွန်တော်ဒါလေးကိုကျွန်တော်ဥပမာပေးရင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနော်ပတ်သက်စီကန်းရှိပါလူတယောက်ကိုပြောခြင်းတိုင်းပြောစော်ကားခြင်းတိုင်းစော်ကားမဟုတ်တာတွေပြစ်မှာစော်ကားထားတဲ့ဟာတွေဟာတကယ်တော့လူတယောက်ရဲ့တိတ်ခါကိုတိုးသွားတာမဟုတ်ပါဘူးကိုယ့်ရဲ့ပြောထားတဲ့အတွက်ကြောင့်ကိုသားလျင်နော်အထီးကဖြစ်တဲ့ဖြစ်တယ်ကိုသားလျင်တိတ်ခါကြွားသွားတာဖြစ်တယ်ဒါကြောင့် ဘယ်ကိစ္စမဆိုစကားတွေကိုလက်လွတ်စပယ်မပြောကြပါနဲ့နော်လက်လွတ်စကယ်စပယ်မပြောဘဲနဲ့ကိုကိုတုတ်ပြန်တဲ့အခါမှာလဲပြန်တုတ်ပြန်တဲ့အခါမှာလဲမှန်မှန်ကန်ကန်နဲ့ပြန်တုတ်ပြန်နိုင်အောင်ကြိုးစားပေးကြပါဒါလေးကို message ပေးချင်ပါတယ်ဒီကနေ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကျွန်တော်ချစ်ပါတယ်နော်ကျွန်တော်တို့ဒီအခုဒီအရေးခင်းဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ပြဿနာတွေတက်တယ်နော်တယောက်နဲ့တယောက်ဒုက္ခတွေရောက်တယ် เนาะတယောက်နဲ့တယောက်တက်ဖြတ်ခြင်းနေဖြစ်တယ်เนาะအခုလိုတိုက်ပွဲကြီးဖြစ်နေရတယ်တိုက်ပွဲကြီးဖြစ်ပြီးတော့နိုင်ငံသူနိုင်ငံသားတွေနော်အခုဆိုလို့ရှိရင်အလကားနေအသက်တွေဆုံးရှုံးရတယ်ဒါတွေကိုကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်တဲ့ဖြေရှင်းနည်းတွေနဲ့ဖြေရှင်းဖို့လိုတယ်နော်မြန်မာနိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟဲ့လားဟိုအခုလိုဖြစ်နေတာဟာဒီအာဏာရှင်တွေကြောင့်ပဲဖြစ်တယ် အဲ့တော့အခုအာနာရှင်နေခမားတို့ချီအားနေမိထားတဲ့ဒီတုတ်ပန်းနေပေါ့နော်ဒီဒီ CDM နေကိုဖမ်းထားတဲ့ခမားတို့နဲ့လဲမယ်ဗျာကဲနော်ခမားတို့အဲ့ဒီလိုမျိုးတွေလုတ်လို့အဆင်ပြေလားဟမ်ဒါမှမဟုတ်မလဲဘူးဆိုရင်ဗျာရတယ်ခမားတို့ CDM နေရတော့ခမားတို့လက်ထဲမှာနော်ခမားတို့ဒီဖမ်းထားတဲ့ပြည်သူတွေလည်းခမားတို့လက်ထဲမှာခမားတို့လုတ်ချင်တာလုတ်နော်ခမားတို့လုတ်ချင်တာလုတ်ကျုပ်တို့ကလည်း ကဲဒီဘက်ကရဲစစ်သားတွေမိထားတဲ့သူတွေကိုလှုပ်ချင်တာလှုပ်မှန်ဆိုတော့ခနာတို့အဆင်ပြေလားမပြေပါဘူးဒါတွေကနိုင်ငံသူနိုင်ငံသားတွေပဲဗျเนาะဒါကြောင့်ဗစက်တွေကိုစီကန်းရှိပါเนาะကိုပြောတဲ့စကားတွေကိုကိုတောင်းယူပါเนาะအဲ့ဒါပဲပြောမယ်လူတွေလူတွေဟာကျေးဇူးတရားကိုတီးဖို့လိုတယ်ထမင်းတလုံးတလုံးစားဖို့သူကျေးဇူးဆိုတာအလကားပြောတာမဟုတ်ဘူးထမင်းတကယ်စားတဲ့အခါကျရင် ခမားတို့ထမင်းတလုတ်ရဲ့ကျေးဇူးကိုခမားတို့နားလည်နေမယ်တောင်သူလေတမဦးကြီးတွေဟာနော်ဒီစံတွေကိုနှင်းနဲ့ချီပြီးတော့ထမင်းတွေကိုရဖို့အတွက်နှင်းနဲ့ချီပြီးစိုက်ရတယ်နော်အဲ့မှာမွေပေါက်ပြီးတေွားတယ်နော်ဟိုငှက်ဖြားကြပြီးတေွားတယ်နော်တခုပြီးအဖျားတွေတက်ပြီးတေပြီးတော့သူတို့ဒုက္ခတွေပေါင်းစုံနဲ့တွေ့ရတယ်နော်အဲ့လိုထမင်းတစည်းတွေစားဖို့အတွက်နော်အဲ့ဒါတောင်သူလေတမဦးကြီးများအတွက်တောင်သူလေတမနေ့နော် အလုတ်သမားနဲ့ဒါမျိုးတွေကိုကျွန်တော်တို့အရင်တော့ဆိုရင်တွင်းတွင်းကျယ်ကျယ်တွေ့ရတယ်အခုဆိုရင်မတွေ့ရတော့ဘူးเนาะဘာမှဒီတောင်သူလမ်းမနဲ့အလုတ်သမားနဲ့တွေကျွန်တော်တို့မမှတ်မိတော့ဘူးเนาะအေးဒါမဲ့အခုကစုံလာပြင်းနေတယ်လို့တော့เนาะလာမဲ့ဒီကစုံလာပြင်းနေเนาะကျွန်တော်တို့ဒါဟိုကစုံလာပြင်းနေဆိုတာဖရားရဲ့เนาะဟိုဝေးတဲ့နေ့เนาะတည်တဲ့နေ့ဒါမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေကိုတိုက်ဆိုင်တဲ့အတွက်ကြောင့် နော်အားလုံးဒီကစုံလားပြင်းကြီးလေးမှာတော့ကုသိုလ်ကောင်းမှုလေးတွေလုပ်ကြပါနော်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့လှူတန်းလေးတွေလုပ်ကြပါကိုယ့်ရဲ့ကံလေးတွေကိုမြင့်တင်ကြပါနော်ဒါလေးတွေပြောချင်တယ်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအခုလိုမျိုးတယောက်နဲ့တယောက်တက်ဖြက်ညင်းဆဲပြီးတော့နော်တယောက်နဲ့တယောက်နိုင်နိုင်လို့မင်းတက်လုပ်နေရတဲ့ကိစ္စတွေကိုကျွန်တော်တို့မြင်ရတဲ့အခါမှာနှလုံးတွေအောက်တယ်နော်အခုနကဘိုးကျောင်းဆန်းကိုတရောင်းစားလို့ပြောလိုက်တဲ့အချိန်မှာ ကျွန်တော်မျက်ရည်ဝဲတယ်နော်စဉ်းစားကြည့်နော်ဘိုလ်ချုပ်အောင်ဆန်းဘလောက်ကြီးပြည်သူတွေချစ်လဲနော်အဲ့လိုချစ်တဲ့ဘိုလ်ချုပ်မျိုးတွေခင်ဗျားတို့ဖြစ်အောင်ကြိုးစားရမှာခင်ဗျားတို့နော်နိုင်ငံတော်အကြီးအကဲတွေဖြစ်ရမှာနော်ကြောက်ကြောက်ခုနေတော့အမေစုတစ်ခုခုသာဖြစ်သွားရင်နော်ခင်ဗျားတို့ပေါ်မှာကျုပ်တို့အရန်နာကြီးမှာနော်ခင်ဗျားတို့သိထားဖို့လိုတယ်ဟလားနော် ်အေးအခုချိန်မှာအမေစုကိုပြန်လှုပ်ခင်ဗျားတို့เนาะပြန်လှုပ်အမေစုကိုချက်ချင်းပြန်လှုပ်နိုင်ငံရေးဖန်ထားတဲ့နိုင်ငံရေးတမားတွေကိုအကုန်လုံးပြန်လှုပ်เนาะလှုပ်တင်လှုပ်ထိုက်တာကိုခင်ဗျားတို့မြန်မြန်လှုပ်เนาะမလှုပ်လို့ရတော့ခင်ဗျားတို့တခုခုအမေစုဖြစ်သွားလို့ရတော့အဲ့ဒါခင်ဗျားတို့ပြည်သူကဘယ်လောက်ကြီးနာကြီးမလဲဆိုတာခင်ဗျားတို့သိထားဖို့လိုတယ်ဟဲ့လားเนาะပြည်သူကအခုချိန်မှာခင်ဗျားတို့တိုင်းတိပီတိကဘာတိဆဲဆိုနေတာ နော်ခင်ဗျားတို့သိထားဖို့လိုတယ်အဲ့လာကိုခင်ဗျားတို့ခုချိန်ထိပြီးသူပေါ်မှာပြန်ပြီးတော့မဆောက်ရှောက်ဘူးနော်ခင်ဗျားတို့ပြီးသူကိုပြန်ပြီးတော့ကျင့်တဲ့အောင်မလုပ်ပေးဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဘဝဘယ်တော့မှตายရမှာမဟုတ်ဘူးပြီးသူကခင်ဗျားတို့ဘယ်တော့မှလည်းချစ်မှာမဟုတ်ဘူးပြီးသူချစ်တဲ့တက်မတော်လည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးနော်ကျောက်တို့ငငယ်တော့ကနော်စီရေးပြရည်ဆိုလို့ရှိရင်မကြည့်မဖြစ်သွားကြည့်တာပြီးတော်စုနေနေဆိုလို့ရှိရင်မကြည့်မဖြစ်သွားကြည့်တာ စစ်သားတွေမှာမမတ်ကြီးတွေနဲ့ကြောက်ရွံ့ကြီးလိုမျိုးပြည်တော်စုနေကြရင်လုံနေကြတယ်နော်အဲ့လားတွေအားစကျုပ်တို့သွားကြည့်ခဲ့တယ်သိလားအဲ့လားကြောင့်ကျုပ်တို့ဒီနိုင်ငံမှာအမှတ်တရတွေမမ်မိုရီတွေအများကြီးရှိပြီးသားနော်အဲ့လားတွေကိုမဖော်ထုတ်ဖဲနဲ့နော်အခုဒီနိုင်ငံမှာကြောရှင်ကြီးတွေပျောက်ဆုံးနေတယ်နော်ဒုက္ခပေါင်းစုံတွေ့နေရတယ်နော်အဲ့လားတွေကိုခင်ဗျားတို့တွေသဘောပေါက်ပါနော် ဟုတ်ကဲ့ကျေးဇူးပါဘဝကြီးเนาะမင်္ဂလာပါဆုရှိုင်မင်္ဂလာပါကိုထက်မြတ်ကြီးเนาะအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံသားမှာပေါ့เนาะကျွန်တော်တို့အလုပ်လုပ်ရတာမနက်ဆိုရင်လည်းမနက်မဟုတ်လို့ညဆိုရင်လည်းညမဟုတ်လို့เนาะကျွန်တော်တို့အလုပ်ကိုပင်ပင်မမန်းလုပ်နေရပါတယ်เนาะပင်ပင်မမန်းနဲ့အိတ်ချိန်ကိုမနေ့လုပြီးတော့အိတ်ရပါတယ်เนาะမနက်ဆိုလို့ရှိရင်လည်းဒီငွေကြေးကိစ္စတွေเนาะလူတိုင်းမဲ့ကိစ္စတွေစကားပြောရတယ်လုပ်ရတယ်เนาะ ဒါမျိုးတွေနဲ့ကျတို့အချိန်အများကြီးပေးရတယ်နောက်ပြီးအိပ်ပျော်သွားရင်လည်း3-4နာရီလောက်ပဲအိပ်ပြီးတော့ပြန်နိုးလို့ရှင်ခမင်းစားရတယ်ရေချိုးရတယ်နော်ပြီးရင်ခုအလုပ်သွားရတယ်တနေ့တနေ့24နာရီကအချိန်ကဒီလို run နေတာနော်ကံကောင်းတာကကျုပ်တို့ကဒီနိုင်ငံမှာဒီရတဲ့ပတ်စံနဲ့နော်အင်္ဂါကပြေးနိုင်တယ်အဲ့ဒါခမင်းတွေကောင်းကောင်းပြေးနိုင်အစားဟိုစားနိုင်တယ်ဟင်းတွေကောင်းကောင်းစားနိုင်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့က ကံကောင်းတယ်ပြောလို့ရတယ်ကားကောင်းကောင်းစီးရတယ်เนาะဒါတွေပါပဲကျန်တာတွေကတော့ဒုဘွားကြီးကဘာမှမထူပါဘူးတခုပဲပြောချင်တာဆင်းရဲတဲ့သူဆိုပြီးတော့မှเนาะဆင်းရဲတဲ့အတွင်တန်နဲ့တွေ့ပြီးတော့မှခမားတို့တွေနှိမ်ချပြီးတော့မဆက်ဆံပါနဲ့လူတွေကိုတနာပါချင်တာပါเนาะဟိုအခုဆိုရင်တွေ့တယ်မလားနိုင်ငံတိုင်းမှာလည်းဒီလုံနေတယ်ဘာလုံနေလဲဆိုတော့